်မင်္ဂလာပါကျမရောငူခတ်တာပါဒီဗီယုံမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ဝင် AD တံတားပေါ်မှာတိုင်နီဘက်ကလာတဲ့အင်စည်းကားတွေကိုစစ်တပ်ကပိုက်ဆံအစမတန်တောင်းနေလို့ဒေသခံတွေခက်ခဲဖြစ်နေကြရတယ်လို့ပြောပါရယ်။ ဧပြီလ22ရက်နေ့ကလာရှိုးမြို့ကိုကန်တက်မတော် MNDAA ကစစ်တပ်ကိုပြန်လည်ပေးအပ်ခဲ့ပြီးတဲ့နောက်တင်ဒီကနေလာရှိုးမြို့ကိုလာတဲ့အင်စီကားတွေကိုဒဇီ3000ကျပ်လာရှိုးတင်ဒီသွားတဲ့ကားကိုဒဇီ9000ကျပ်နှုန်းနဲ့စစ်တပ်ကကားတိုင်းကိုတောင်းနေတာလို့ပြောပါရယ် ဒေသခံတယောက်ကဒီကောင်တွေကသူတို့လက်ထဲပြန်ရောက်တာနဲ့လှုပ်ချင်တာလှုပ်တော့တာအိမ်စည်းကားတဲသေးလေးကအစားတစည်း3000ဆိုပြီးကောက်နေတာဒါကိုပြည်သူတွေကိုဒုက္ခလိုက်ပေးနေရလို့ပဲမြင်တယ်လို့ပြောခဲ့ပါတယ်။လာရှုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာ MNDAA နဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၈လအကြာမှာတရုတ်ရဲ့ဂျားဝင်ညှိနှိုင်းပေးမှုကြောင့်စစ်ကောင်စီကရက်ွက်တစ်ကနေဆက်နှစ်အထိကိုပြန်လည်အုပ်ချုပ်ခွင့်ရသာခဲ့တာဖြစ်ပါတယ်ရှင်။ ရှမ်းပြည်တပ်မတော် SSA တီထောင်တဲ့62နှစ်ပြည့်အခမ်းအနားကိုဧပြီလ24ရက်နေ့မနက်9နာရီခွဲကနေ9နာရီထိရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP SSA ဗဟိုဌာနချုပ်မှကျင်းပပြုလုပ်ခဲ့တယ်လို့ SSPP ကထုတ်ပြန်ထားပါတယ်။ရှမ်းပြည်တပ်မတော်62နှစ်ပြည့်အခမ်းအနားကိုပအိုးမျိုးသားလူမျိုးရေးတပ်မတော် PNL PNL ရှမ်းတိုင်းဒေသများဒီမိုကရေစီအဖွဲ့ချုပ် SNLD SSPP SSA ဥက္ကဋ္ဌဖိုးချုပ်ကြီးပန်ဖာရောကပေးပို့လာတဲ့ကွန်ပျူတာဝန်လာတွေကိုဖတ်ကြားခဲ့ကြပါဗျ။ညောင်ရွှေစော်ဘွားဆက်ရွှေတိုက်ရဲ့မဟာဒေဝီဖြစ်တဲ့ဆက်နန်းဟင်းခန့်ဟာရှမ်းပြည်မှာပြန်ကျဲနေတဲ့ရှမ်းပြည်လူမျိုးရေးအဖွဲ့ SSIA ရှမ်းမျိုးသားစီလုံးညီညွတ်ရေးတပ်ဖွဲ့ SNUF ဆက်လက်ဦးဆောင်နေကိုကန့်တပ်ဖွဲ့တွေကိုဖျက်သိမ်းစုစည်းခဲ့ပြီး1964ခုနှစ်ဧပြီလ24ရက်နေ့မှာရှမ်းပြည်တပ်မတော် SSA ကိုစတင်ထူထောင်ခဲ့လို့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုပေါ်ပေါ်ထင်ထင်ဝင်ရောက်ဆွတ်ဖက်လိုက်တာဟာပြည်တွင်းစစ်မီကိုအခုထပ်ပိုပြီးတောက်လောင်စေနိုင်တယ်လို့တရုတ်နိုင်ငံရဲ့ကြွမ်းကျင်သူတွေနဲ့နိုင်ငံရဲ့အတိုင်းဝန်ကဝေဖန်လိုက်ပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်ကိုကန့်တဖွဲ့ MNDA ကတင်ပိတ်ထားတဲ့လာရှုမြို့ကိုအနာသိန်းစစ်ကောင်စီလက်ထက်ကိုလွှတ်အပ်ပေးရေးအစဉ်ပြေစေဖို့အတွက်တရုတ်နိုင်ငံကအရှရေးရာအထူးကိုယ်စားလှယ်မစ္စတာသိန်းရှိတွင်နဲ့အပြစ်ခက်ရစဲရေးစောင့်ကြည့်ရဖွဲ့ကို မြန်မာနိုင်ငံရဲ့ကိုစေလွတ်ပြီးဆောင်ရွက်စေခဲ့တဲ့အပေါ်အခုလိုဝေဖန်ကြတာပါမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုတိုက်ရိုက်ဝင်ရောက်ဆွတ်ဖက်လာတဲ့တရုတ်နိုင်ငံရဲ့လှုပ်ဆောင်ချက်ကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေရဲ့အရှိန်ကိုရှော့ချနိုင်ခြင်းမရှိဘဲအခုထက်ပိုမိုပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တယ်လို့လည်းရခိုင်ဒီမိုကရေစီဖွဲ့ချုပ်ပါတီအတွင်းရေးမှူးကသုံးသပ်ပါတယ်စိတ်ငြိမ်းသာခံသာရှိရပါလေငကိုကလေးကတော့ဟိုဝင်တယ်ဆိုပေမဲ့အဲ့လိုပေါ်ပေါ်တင်တင် လူထုမှမပြဘူးပေါ့လေသူအဖွဲ့အစည်းထဲမှာတော့သူတို့တွေကတကယ်ကိုအဲလာရဲသူတို့ရဲ့ကိုယ်စားလှယ်တွေကောင်းဆောင်တွေကတော့အာနာပါဝါပြတာတွေကတော့ကျွန်တော်တို့လည်းတွေ့ဖြစ်ပါတယ်ဒါပေမဲ့အခုကတော့အဲလူငယ်မကောင်းလောက်အောင်ဒီအနေထားဖြစ်သွားတယ်ပေါ့နော်တနည်းအားဖြင့်ပြောရင်ဒါကတော့နိုင်ငံတကာကိုလည်း အဲအစီအစဉ်ပြညာရရောက်သွားမယ်လို့မြင်ပါတယ်။မြန်မာနိုင်ငံရဲ့ပထဝီ geopolitics အရနေပြီးတော့တခြားသူတို့ကအဲ့လိုပေါ်တင်ဒီပေါ်ပေါ်တင်တင်ဝင်ဆက်လာပြီးဆိုရင် သူနဲ့ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကလည်းတခြားဖက်တွေမတူညီတဲ့ဖက်တွေမှနေပြီးတော့ပြန်ပြီးတော့အဲ့လိုသာဆိုရင်ကျွန်တော်တို့နိုင်ငံကအဲ့ဒီပထဝီနိုင်ငံရေးရနေပြီးစုံမတစ်ခုဖြစ်ပြီးတော့စိတ်မိတော့ဟာကိုပြီးနေကြီးတာနိုင် တရုတ်နိုင်ငံဘက်ကမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေတည်ထောင်ခံပြည်ရေးကိုအလေးထားပြီးမြန်မာနိုင်ငံမြောက်ပိုင်းကသက်ဆိုင်ရာအဖွဲ့အစည်းတွေအလုံးရဲ့စံသားနဲ့တောင်းဆိုချက်တွေကိုအခြေခံကအဲ့ဒီဒေသရဲ့ငញ្ញိုင်းရေးလုပ်ငန်းစဉ်ကိုအရှိန်အဟုန်မြင့်ဆောင်ရွက်နေတာလို့တရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။အဲ့ဒီအပြင်လာရှိုးမျိုးကိုဆီလွှတ်ထားတဲ့အပြည့်ရဲ့စောင့်ကြည့်ရေးအဖွဲ့ဟာစစ်ကောင်စီတနေ MNDAA အဖွဲ့ဒီအကြား အပြစ်ခက်ရစေးရေးကိုကြီးကျက်နေပြီးလာရှိုးမြို့ကိုချုံးမွေတည်ငိမ်စွာလွှဲပြောင်းပေးအပ်တာကိုကြည့်ရှုနေတယ်လို့လည်းဆိုပါတယ်။တရုတ်နိုင်ငံဘက်ကအခုလိုမြန်မာနိုင်ငံပိုင်တဲ့နယ်မြေတွေအထိဝင်ရောက်ပြီးနေဆက်ဒေသတည်ငိမ်ရေးကိုဆောင်ရွက်နေတာဟာအချုပ်အခြာအာဏာကိုကျူးကျော်လိုက်တာဖြစ်ပေမဲ့တပ်ဆိုင်ရာအဖွဲ့အစည်းတွေကြားသဘောတူညီမှုတွေကြီးကြီးမားမားရှိမနေပဲအခုလိုဆောင်ရွက်မှာမဟုတ်ဘူးလို့အမည်မဖော်လိုတဲ့တရုတ်မြန်မာအရေးကျွမ်းကျင်သူကသုံးသပ်ပြောဆိုပါတယ်။တရုတ်နယ်ဆက်ဒေသတည်ငိမ်မှသာ တရုတ်နိုင်ငံဘက်ကဖော်ဆောင်နေတဲ့ပိုလမစီမံကိန်းကိုဆက်လက်အကောင့်ထဲပုံနိုင်မှာဖြစ်တာကြောင့်တရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့တည်ငြိမ်အေဂျင်စီဆိုတာထက်ကိုကျိုးစည်းဝါးတစ်ခုအပေါ်မှာပဲအခြေခံစဉ်းစားနေတာလို့လည်းဆိုပါတယ်မြန်မာတပြည်လုံးမှာသူကပါဝင်ပတ်သက်မှုကိုတိုးမလားဒါမှမဟုတ်ကုညာသူဒီလာရှိုးလိုမျိုးသူနဲ့ညီတဲ့နေဆက်မှာပဲသူရဲ့ပါဝင်ပတ်သက်မှုကများလားမလားဆိုတော့မသိသေးဘူးကျွန်တော်စောင့်ကြည့်အောင်ပါပဲစစ်တပ်နဲ့သူနဲ့ကလည်းတိတ်တော့ 谁麦克忽悠着呢？涉及到都胡几个道理里面，几个道理里面，大家目前都明白个道理里面。那比如，这有家你们妈自己认不得的，因为说，亲戚邻里对啥嘛，都交涉话的家呗，都交人来交里面，他们都交涉话哦，无地比较呗，都来嘛呗。因为说，哎呀，我老果断，高中偏要老们来说了，我新媳妇老里面。当事双方赞赏并感谢。 ဒီလိုနေရာကိုဒီလိုမျိုးဆဲအုပ်စုတွေဝင်ရောက်လာတာပါပြည်သူလူထုလည်းမကြိုက်ဘူးနောက်တစ်ခါငိမ့်ငမ်းရေးအတွက်လည်းဘာမှကျွန်တော်တို့ထူးခြားတဲ့ထူးခြားမှုဖြစ်လာမှာမဟုတ်ဘူးဒါမငိမ့်ငမ်းစေတဲ့အခင်းအကျင်းတစ်ခုတော့ပို့ပြီးတော့ကျွန်တော်တို့တွန်းပို့တဲ့အနေအထားမျိုးပဲဖြစ်တယ်လို့ကျွန်တော်တို့ကတော့မြင်တယ်အဲ့တော့ကြမလို့ဘယ်နိုင်ငံမဆိုပေါ့နော်ဟိုတစ်ဖက်ပိတ်ပြီးတော့မင်းအွန်လိုင်းပြတာပဲမြင်မယ်နော်မင်းအွန်လိုင်းတော့ဆဲအုပ်စုပြောတာပဲကြားမယ်ဆိုရင်တော့မရပါဘူးနော်အဖြစ်အခြေအနေမှန်ကိုသိမြင်ဖို့ဆိုရင်အမှန်တိုင်းပြောရရင်ကမြတ်တကယ် ျက်စိနဲ့လည်းမကောက်ညံမျက်စိနဲ့ပါကြည့်ရမှာပေါ့နော်အဲ့တော့အခုကတစ်ဖက်လည်းမျက်စိတစ်ဖက်လည်းပိတ်ထားပြီးကြည့်တယ်ပြီးတဲ့အခါမှာအကျိုးအကျိုးစီးပွားညံမျက်စိနဲ့မကြည့်ဘဲနဲ့အကျိုးစီးပွားမျက်စိနဲ့ပဲကြည့်နေတယ်ဆိုရင်တော့အဲလောက်ရက်တရားမှားနေအောင်ပါပဲလွဲနေအောင်ပါပဲပေါ့နော်အဲ့တော့ကြောင့်မလို့မြမရေးကိစ္စတွေကိုအဲကြည့်မြင်တဲ့အခါမှာမျက်စိနှစ်ဖက်လုံးဖွင့်ပြီးကြည့်ကြဖို့နဲ့ညံမျက်စိနဲ့ပါဖွင့်ပြီးကြည့်ကြဖို့ကျွန်တော်ကတော့အဲကျွန်တော်တို့အနေနဲ့တောင်းဆိုပါတယ်ဟုတ်တရုတ်နိုင်ငံဘက်ကမြန်မာနိုင်ငံအရေးဝင်ရောက်ဆက်ဖက်မှုတွေဆောင်ရွက်တဲ့အခါမှာ တိုင်းပြည်တော်အတိုင်းအတာအနေနဲ့ဆောင်ရွက်တာမတွေ့ရပဲသူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့နေရာနဲ့ပထဝီနိုင်ငံရေးအရာရောစီးပွားရေးအရာအချက်အချာကြားတဲ့ဒေသတွေကိုလွှမ်းမိုးနိုင်ရေးကြိုးစားတာတွေ့ရတယ်လို့ပုံမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCAS ဥက္ကဋ္ဌကသုံးသပ်ပါတယ်လက်ရှိလာရှုမျိုးတဲ့အထိအပြစ်ခက်ရစေးစောင့်ကြည့်ရေးအဖွဲ့ကနေဆက်ကိုဖျက်ပြီးမြန်မာနိုင်ငံထဲကိုဝင်ရောက်လာတာဟာအဲ့ဒီဒေသမှာဆောင်ရွက်နေတဲ့ပိုလမစီမံကိန်းနဲ့ နေဆက်ကုံတရွေးကိုဆောင်ရွက်စီဖို့ဖြစ်တယ်လို့လည်းဆိုပါတယ်မရေဒီမကြက်ဆေးရေဒီမကြက်ပါလေဒီပထဝီနိုင်ငံရေဒီမကြက်တဲ့ကိုရတဲ့နေနဲ့ရတဲ့ပုံစံနဲ့လုပ်နေတယ်လို့ကျွန်မမြင်နေတယ်ဗျာ big picture ပါလေအဲ့ဒီအပြင်ထဲမှာကြည့်တော့ဘာပြဝင်ဆက်ပတ်တယ်လို့ထင်ရပေမဲ့သူကဘာဒီမြောက်ပိုင်းနဲ့သူရဲ့ကျိုးစီပွားရှိတဲ့နေရာကိုဒီဟိုပဲအစားကိုပြုတ်နေတဲ့သဘောမျိုးအဲ့ဒီနေရာတွေမှာပဲအချမ်းတင်ရအောင် ပန်းနေတဲ့သဘောမျိုးတွေ့ရတယ်ဗျကိုကန်တဖွဲ MNDA ကအနာဒိစစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ထဏာချုပ်ရမခါနဲ့လာရှုမျိုးကို2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကတင်ပိုက်ခဲ့ပြီးသူတို့တွေရဲ့အုပ်ချုပ်ရေးရန်ရည်ရနဲ့လက်ပတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့တရုတ်နိုင်ငံကဂျားဝင်ပြီးအနာဒိစစ်တပ်နဲ့ကိုကန်တဖွဲ့တွေကိုတရုတ်နိုင်ငံကုမင်းမျိုးမှာတွစ်ဆုံဆွေးနွေးစေခဲ့ပြီးအဲ့ဒီဆွေးနွေးမှုရလဒ်တွေအရာလာရှုမျိုးကို စစ်ကောင်စီလက်ထက်ကိုပြန်ထည့်ဖို့သဘောတူခဲ့ကြတာပါကိုကံအဖွဲ့နဲ့အနာသိစစ်ကောင်စီတို့အကြားအပြစ်ခတ်ရစေးရအတွက်စောင့်ကြပ်ကြိရှိမဲ့တရုတ်နိုင်ငံဟာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရစေးသဘောတူစာချုပ် SC လက်မှတ်ရေးထိုးခဲ့တဲ့အချိန်ကလည်းအသီးသတ်တွေအဖြစ်ပါဝင်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်